မျိုးတို့ဒီလိုရွယ်ကလေးလေးတွေကိုဘာလို့စာတင်ကြားပေးနေတာလဲမျိုးတို့ကကလေးလေးတွေကိုစာတင်ကြားပေးနေတာမဟုတ်ပါဘူးရှင်ကလေးငယ်လေးတွေမှာရှင်းတင်ရှင်းထိုက်တဲ့ skill တွေကိုအခြေခံအောင်လို့လက်ကျင့်ပေးနေတာပဲဖြစ်ပါရဲ့ရှင်ကလေးလေးတွေရဲ့အုံတော်ထင်မှာ neural တွေတက်တန်းကြော်ရှိပါလိမ့်ရှင် အဲ့ဒီ brain cells တွေကမွေးဆက်ဆခြင်းမှာတစ်ခုနဲ့တစ်ခုချိတ်ဆက်ခြင်းရှိပါအောင်ရှင်အဲ့ဒီ neuron တွေတစ်ခုနဲ့တစ်ခုချိတ်ဆက်နိုင်ဖို့ရန်အတွက်ရိုးတို့ကအများကြီးလစ်ကျင့်ပြီးဖို့လိုပါတယ်ရှင်အဲ့ဒီ neuron တွေချိတ်ဆက်နိုင်စွမ်းအားအကောင်းဆုံးချိန်ကလည်းမနစ်မတန်တဲ့အချိန်ဖြစ်တဲ့အပြင်ခလေးလေးတွေမှာရှိသင့်ရှိတိုက်တဲ့ ability တွေကတချို့ဖြစ်တယ်ဒီထွန်ဖန်တင်းနိုင်စွမ်းလှုပ်ရှားကစားနိုင်စွမ်းမတားနိုင်စွာဘုံမှုပေါင်းတင်နိုင်စွာစရာတွေကိုပါကြားရှိမှာပဲဖြစ်ပါတယ်ရှင့်တကယ်၍ ဖဖေမမေတို့ဟာအဲ့ဒီအချိန်မှာတီချာလေးလစ်ကျက်မတင်ကြပြီးခဲ့ဘူးဆိုလို့ရှိရင်နော်ခုနတော့ငါပြောခဲ့တယ်ဆွမ်းရည်တွေကိုဆောင်ရွက်ရမှာပဲဖြစ်ပါတယ်ရှင်ဖဖေတို့မမေတို့မှာ YouTube ဆရာနှစ်ခုပဲရှိပါတယ် use it or lose it ရွှေလို့ဖိုးတန်တဲ့အချိန်ကာလလေးကိုတုံးချမှာလားဆောင်ရွက်ခံမှာလားဆိုတဲ့ဟာကိုဖဖေမမေတို့ကရွေးချယ်ရမှာပဲဖြစ်ပါတယ် ဒါကြောင့်ယူရိုကမန်ကန်နဲ့ခွင့်ရင်မန်ကန်နဲ့အချိန်ကာလမန်ကန်နဲ့အချိန်ကြီးစင်းနဲ့ခဏလေးတွေမှာလိုအပ်တဲ့ soft skill တွေကိုစစ်ကျင့်တင်ကြပေးနေမှာဖြစ်တဲ့အတွက်ခဏလေးတွေရဲ့ potential ကိုအပြစ်မှဆုံးပြရအောင်လို့ကြောင်းလေးပြလိုက်မှာပဲဖြစ်ပါတယ်ရှင်။ဒီလိုမြင့်တင်ကြပေးလိုက်တဲ့အခါမှာပြပြမမေတို့ကိုယ်တိုင်ကလည်းသူတို့လေးတွေရဲ့အယူချင်း သူတို့လေးတွေရဲ့အစွမ်းစသူတို့တကယ်လက်ကျင့်သင်ကြားချင်တာကဘာလဲဆိုတဲ့အရာကိုဖေဖေမေမေတို့ကိုယ်တိုင်ရှာဖွေသိရှိလာမှာပဲဖြစ်ပါတယ်ရှင့်ဒါဆိုရင်တော့ယူတို့ဘာလို့စောင့်နေအောင်ပါလဲဒီနေ့မှာတော့ယူက ပပင်းမမေကိုတိချင်နေတယ်ခလေးလေးတွေကိုဘာကြောင့်ဆောဆောစီစီမိတ်တင်တင်ကြပေးနေရလဲဆိုတဲ့အရာကိုလောက်ကြပေးခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ရုပ်ပြောခဲ့တဲ့အကြောင်းအရာတွေကိုပပင်းမမေတို့ကအရင်ကတည်းကသိသားလားဒါမှမဟုတ်အခုမှသိတာလားဆိုတဲ့အရာကိုမျိုးနဲ့တူတူ comment လေးမှာပြောခဲ့ပြကြအောင်နော်အချားပြပြမြေမြေလို့သိအောင်လဲ share ပြကြပါအောင်ရှင်